ော်ကျွန်တော်ရဲ့ဆုံးဖြတ်ချက်ကတော်တော်များများနဲ့မေးပြရတဲ့အကြောင်းရင်းကကျွန်တော်ဒီခါတာကားတွေရိုက်ဖို့လက်ခံတဲ့အခါမှာကျွန်တော်လာတဲ့ဂီတဘက်ကဖြစ်တဲ့ rocker တို့ rapper တို့ character မျိုးကျွန်တော်သိအောင်လုံးဝသိအောင်မဆောင်ပါဘူးယနေ့အချိန်ထိကျွန်တော်ဘယ်သူလာပြောပြောကျွန်တော်ညင်းပါတယ်ပြီးတော့ LGBT character ကျွန်တော်လုံးဝမရိုက်ပါဘူးဘာဖြစ်လို့လဲဆိုတော့ခါတာအနေနဲ့ပေါ့နော်ဥပမာပေါ့ Zealand အကြောင်းအရာတွေမှာကိုဒီအကြောင်းအရာတစ်ခုခုကြောင့်ဒီလိုမျိုးဖြစ်သွားတယ်အကြောင်းအရာတစ်ခုခုကြောင့်ဒီလိုမျိုးသိအောင်ဆောင်လိုက်ရတယ်ဆိုတော့ဟာကတော့ ဟိုကိစ္စမရှိဘူးပေါ့နော်ဒါပေမဲ့တီးတန့်ကြီးဟိုသူများပြက်ရည်ပြုတ်เสียဖြစ်မဲ့ဟိုဟာသားဇက်ယုံမျိုးအနေနဲ့ဆိုရင်တော့ကျွန်တော်ကဒီ rapper ပဲဖြစ်ဖြစ် rocker ပဲဖြစ်ဖြစ် LGBT ပဲဖြစ်ဖြစ်ကျွန်တော်တူးတယောက်တည်းအမြင်အနေနဲ့ကြတော့သူများတကာကိုထိခိုက်စေတယ်လို့ယူဆတဲ့အတွက်ကျွန်တော်ကမရိုက်ပါဘူးဥဇော်ဥဇော်တို့နဲ့တွားရိုက်တုန်းကဟိုနှစ်ကားတူတူရိုက်ရမယ်ဆိုပြီးတော့ပြင်းဦးလင်းတက်သွားတာတက်သွားပြီးတော့ပရမတကားကတော့7ကြောင်းပေါ့နော် အဲ့ဒီဟာတိုင်ရုံနဲ့ပဲတိုင်ရုံနဲ့ကျွန်တော်နဲ့နှစ်ကားအလိုလူတက်သွားတဲ့အချိန်မှာပရမတကားမှာညီကိုနောက်တကားကျတော့ဒီနှစ်ယောက်ကဒီလိုကြီးပဲဖြစ်နေမှာဆိုလို့ဆိုပြီးတော့ NDT ကဟိုဟာရိုက်ခန်ဒီနှစ်ရက်လိုမှာကာရက်တာ change လိုက်တော့ဟိုဘက်ဟိုနောက်နောက်တစ်ဆိုင်ဖြစ်သွားတာပေါ့တိုင်ရုံနဲ့ဆက်ညစ်ဘက်ညီကိုချင်းချင်းချရတာပေါ့ညီကိုရှေ့ကဒီဒီဒီဒုတိယကားမှာကျတော့နှစ်ယောက်ကအဲ့လိုရန်ဘက်ဖြစ်သွားကော်မလီနောက်လိုက်တာလိုက်တာ လိုက်ဖိုက်ဂန်စတာဆိုပေမဲ့အဲ့လိုတပည့်တွေအများကြီးနဲ့ဆိုတော့ဂန်စတာဒီမာကဟိုလိုအပြောင်းရလို့တော့မဟုတ်ဘူးတီတီတက်နဲ့တီတီတက်နဲ့အဲ့လိုခေါင်းဆောင်ပေါ့အဲအမှန်တိုင်းပြောရလို့ရှိရင်လေကျွန်တော်ကဒီ2018-19အိုက်ဝင်းကျင်မှာ Usti နဲ့ကအဲ့လိုယုံကြီးက55ကနီးပါးလောက်ရိုက်ခဲ့ဘူးတယ်အဲ့မှာကျွန်တော်ကအဓိက Vlane Novan တို့ပဲရိုက်တာ Vlane Novan တို့ပဲရိုက်တာနောက်ပိုင်းကျမှဒီဟာတာကားတွေမှာဟာတာအနေနဲ့ပြီးတော့ကိုကိုရန်လည်းအဲ့လို ောင်ချော်နေတဲ့အခါကျတော့ဟာတာနဲ့လိုက်တယ်ဆိုပြီးတော့ဟာတာကားကြီးရိုက်ရတာပေါ့နော်ပြီးတော့ဟိုဖြစ်ချင်တော့လေဒီရိုက်ထားတဲ့ဟာတာကားကြီးကအရင်ယုံတင်နေတာအဲ့တော့ပြိတ္တမြင်မှာကျတော့ဒီဟာတာကားရိုက်တဲ့ငဘောတကောင်လိုပဲမြင်သွားတာပေါ့နော်တကယ်တော့ကျွန်တော်တည်တည်ချာချာရိုက်ထားတဲ့ဟာကြီး character အစုံရိုက်ထားတဲ့ဟာကြီးကအခုချိန်ကြီးယုံမတင်သေးတာအဲ character ရပေါ့အဓိကဟိုဟိုဘယ်လိုပြောရမလဲအများတိုင်းကိုကဟိုစပင်းရှိင်းနဲ့ကြတော့လေတချို့ဟာတွေအမှန်တမ်းပြောလို့ရှိရင်တော့တော်တော်များများကြတော့ကျွန်တော်ဟို ပင်ရှည်နဲ့ရိုက်ချင်လို့မဟုတ်ကျွန်တော်သပင်ရှည်ထားတာကိုမြင်ပြီးတော့ဒီ driver တွေကသပင်ရှည်နဲ့ရိုက်ချင်လို့လာပြီးတော့ငှားတဲ့ဟာကားများလာတဲ့ခါကျလို့ချင်းကြည့်တဲ့ပရိသတ်အမြင်မှာရိုးသွားမှာဆိုလို့ပြီးတော့ဒီ character အရာလည်းလိုအပ်လိုအပ်တော့လေလိုအပ်တော့အားနဲ့သပင်ညှက်လိုက်တာညှက်တော့မညှက်ချင်ဘူးပေါ့နှစ်မျိုးရယ်အော်အဓိကတော့လေကျွန်တော်တို့ဒီသေဥဆောင်တော်တော်များများလေဟာတရောဒရမာရောအက်ရှင်ရောအဲ့လိုလေတနစ်မှာပေါ့နော်သူတို့ဥပမာပေါ့တနစ်မှာသူတို့ငါးကားရရမယ်ဆိုလို့ရှိရင်ဒီငါးကားမှာသူတို့ကဟို ာရိတာစုံအောင်တော့သူတို့ဇက်ရွေးပြီးရိုက်ကြတယ်ဒါပေမဲ့ဖြစ်ချင်တော့လက်ရှိအခြေအနေကကျွန်တော်တို့ရုံပေါ်ရောက်တဲ့ကားတွေတော်တော်များများဟာတာကားတွေဖြစ်နေတဲ့အခါကျတော့တော်တော်များများဒီသေုပ်ဆောင်တွေကိုအားနေဒီကောင်တွေကဟိုဟာတာကားတွေပဲရိုက်နေတယ်လို့အဲ့လိုမျိုးအထင်မှားဝါတာတွေလည်းရှိတာပေါ့နော်တကယ်တော့ကျွန်တော်တို့တေချာရိုက်ထားတဲ့တချို့တော့ကောင်းကောင်းမွန်မွန်ကားလေးတွေကအခုချိန်ဒီဟိုရုံပေါ်မရောက်သေးဘူးပေါ့နော်ဟုတ်ကျွန်တော်ဒီရုပ်ရှင်လောကတွေမရောက်ခင်ဟိုးရင်တွေက ဟိုလေဒီသေယုဆောင်တယောက်ကဒီ character တခုကိုပတ်မှန်းနေတယ်သေယုဆောင်တက်တယ်သေယုဆောင်နိုင်တယ်ဆိုလို့ရှိရင်တော်တော်များများဒီ character ပဲငှားကြတာများတယ်လေအဲ့ဒါကြောင့်မလို့ကျွန်တော်ကဟိုတက်နိုင်သမျှဟိုအရင်တည်းကလည်းကျွန်တော်လုံးဝမလုပ်ဘူးမရိုက်ဘူးလို့ဟိုသတ်မှတ်ထားတဲ့ကိုကိုကိုကွာနဲ့ကိုပေါ့နော်သတ်မှတ်ထားတဲ့အဲ့လို character တချို့လည်းရှိရဲဆိုတော့ကျွန်တော်ယနေ့အချိန်ကြီးလည်းတက်နိုင်သမျှအဲ့ character တွေဆိုကျွန်တော်ညင်းတယ်ညင်းတဲ့တော်တော်များများနဲ့လည်းမေ့ပြတ်တယ်ပေါ့နော်ဆိုတော့ဟို character ကလေ ကိုယ်တိုင်ကတော့ရွေးချယ်ခွင့်ရှိတာတော့မှန်တယ်ပြီးတော့ဒီလက်ရှိမှာလည်းကျွန်တော်တို့လောကမှာဖြစ်နေတဲ့ဟာလေးတစ်ခုကဟိုအလောက်ကလာတော့လောက်ရတာလာတော့လောက်ရတာဆိုတော့တော်တော်များများမငင်းရဲဘူးမငင်းနိုင်ဘူးပေါ့နော်တစ်ခါနှစ်ခါငင်းလိုက်မိပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့ဒါဘယ်သူမှမခေါ်တော့ဘူးအဲ့တော့ ဟိုအဆင်ပြေတဲ့အချိန်မှာအဆင်ပြေတဲ့ character လေးကိုညှိနှိုင်းနိုင်တဲ့ရိုက်ရတာဆိုတော့ပြောသလိုပဲရိုက်ရတဲ့အခါမှာလည်းအဓိကကျွန်တော်တို့ရိုက်ထားတဲ့တချို့သောကားတွေကရုံမမြောက်သေးပဲနဲ့ဒီပြပရှင်ကြီးရိုက်ထားတဲ့ဒီဟာတာကားလေးတွေကဂျုံဘော့အရင်ရောက်သွားတဲ့အခါကျတော့အားလုံးရဲ့အမြင်မှာကျွန်တော်တို့ကဒီဒီ character ဖြစ်သွားတာပေါ့နော်အဲအဲ့ဒီဟာလေးလည်းကျွန်တော်ကိုယ်တိုင်လည်းစိုးရင်ပါတယ်တော်တော်များများလည်းစိုးရင်ကြတယ်ဟုတ်ကျွန်တော်ကလေဒီဘယ်လိုပြောမလဲဒီနေ့တည်းမှာကံကောင်းတယ်ပဲပြောအောင်လားမသိဘူးကျွန်တော်အမှန်တော့လေကျွန်တော်က အခုတင်နေတဲ့ဟာကြီးတော်တော်များများလေအခုမှရိုက်ထားတဲ့ဟာကြီးမဟုတ်ဘူးအရင်တော့အရင်တော့အဲ့လိုရိုက်အချာ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 ပြီးရိုက်ထားတဲ့ဟာလေးတွေကဖြစ်ချင်တော့အခုယုံတင်တဲ့ဟာတွေကဟိုလေဇက်တိုက်လို့သွားသွားစိတ်သွားတာအဲ့လိုမျိုးဖြစ်သွားတာအမှန်တကယ်ကတော့ချာချာပြီးတော့ပဲရိုက်နေတာပဲအာကျွန်တော်အဟိုးရင်တဲ့ LGBT character ကျွန်တော်လုံးဝမရိုက်ဘူး ီးတော့ကျွန်တော်ကလေဒါတော့ကျွန်တော်ကျွန်တော်ရဲ့ဟို personal feeling ပေါ့နော်ကျွန်တော်ဒီဂီတဘက်ကတခြင်းဘက်ကလာတဲ့သူဖြစ်တဲ့အတွက်ဒီရုပ်ရှင်ဘက်မှာကျွန်တော်တေးဥဆောင်တဲ့အခါမှာပုံမှန်ဆိုလို့ရှိရင်ပြကျွန်တော်တို့ရုပ်ရှင်မြန်မာရုပ်ရှင်ကတော်တော်များများမှာဟာတာဇက်ရုပ်နေရာမှာအဲရော့ကာတွေရပ်ပါတွေကိုဟာတာနေရာကနေသူတို့ထားရိုက်တယ်နောက်ပိုင်း LGBT character တွေကိုထားရိုက်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ကအရင်တည်းကကျွန်တော်ကျွန်တော်ပေါ့နော်ကျွန်တော်ရဲ့ဆုံးဖြတ်ချက်ကတော်တော်များများနဲ့မေးပြရတဲ့အကြောင်းရင်းကကျွန်တော်ဒီ ခါတာကားတွေရိုက်ဖို့လက်ခံတဲ့အခါမှာကျွန်တော်လာတဲ့ဂီတဘက်ကဖြစ်တဲ့ rocker တို့ rapper တို့ character မျိုးကျွန်တော်သေအောင်လုံးဝသေအောင်မဆောင်ပါဘူးယနေ့အချိန်ထိကျွန်တော်ဘယ်သူလာပြောပြောကျွန်တော်ညင်းပါတယ်ပြီးတော့ LGBT character ကျွန်တော်လုံးဝမရိုက်ပါဘူးဘာဖြစ်လို့လဲဆိုတော့ဟိုလေအာဟာတာအနေနဲ့ပေါ့နော်ဥပမာပေါ့ Zealand အကြောင်းအရာထဲမှာကိုသည်အကြောင်းအရာတစ်ခုခုကြောင့်ဒီလိုမျိုးဖြစ်သွားတယ်အကြောင်းအရာတစ်ခုခုကြောင့်ဒီလိုမျိုးသေအောင်ဆောင်လိုက်ရတယ်ဆိုတော့ဟာကတော့ ဟိုကိစ္စမရှိဘူးပေါ့နော်ဒါပေမဲ့တီးတန့်ကြီးဟိုသူများပြည့်ရပြုစရာဖြစ်မဲ့ဟိုဟာသားဇယုံမျိုးအနေနဲ့ဆိုရင်တော့ကျွန်တော်ကဒီ rapper ပဲဖြစ်ဖြစ် rocker ပဲဖြစ်ဖြစ် LGBT ပဲဖြစ်ဖြစ်ကျွန်တော်တဦးတယောက်တည်းအမြင်အနေနဲ့ကျတော့သူများတကာကိုထိခိုက်စေတယ်လို့ယူဆတဲ့အတွက်ကျွန်တော်ကမရိုက်ပါဘူးဟုတ်အဲအပြောင်းလဲတော့တိတ်မရှိဘူးတကကြီးကမှာလေကျွန်တော်ရဲ့အခန်းကဏ္ဍအရန်ကြီးဟိုအေးတကြီး highlight တော့မဖြစ်နေဘူးပေါ့မဖြစ်ဘူးဆိုတော့အရန်ကြီးတော့ကျွန်တော်ဒီရမှာဟိုမှာမဖြစ်ဘူးအဓိကကတော့ဒီ ကာကြီးကကကြတော့တို့ရဲ့ဒီတိုင်ရွန်တို့မာကြီးတို့မိသားစုလေးအကြောင်းကိုအဓိကထားပြီးအခြေခံပြီးရိုက်ထားတာဖြစ်တဲ့အတွက်ကျွန်တော်ကကြတော့အဲဟိုဘက်တစ်ဆိုင်ပေါ့နော်ဟိုဘက်တစ်ဆိုင်ကအဲကာရက်တာတစ်ခုအနေနဲ့ပဲပါတာဒီထဲမှာကျွန်တော်အရင်ကြီး highlight တော့မဖြစ်ဘူးဟုတ်အဲအဲ့ဒါလေးရိုက်ကူးရေးမှာကျွန်တော်အစားဆုံးတစ်ချောက်လုံးရှိနေတဲ့လူဆိုတော့တော်တော်များများတော့ကျွန်တော်သဘောကျတယ်ပြီးတော့အထူးသဖြင့်ကတော့ မိုင်းနဲ့ဥက္ကလိုင်ပေါ့နော်မိုင်းမိုင်းနဲ့ဥက္ကလိုင်ကနောက်ပိုင်းကအဲ့လိုကားတော်တော်များများခက်စိတ်စိတ်တွေ့လာရတယ်နှစ်ယောက်ကအတွေ့လဲရမ်းညီတဲ့အခါကျတော့သူတို့ဆင်းနေတော့ကျွန်တော်သဘောကျဟုတ်မတွေ့ဘူးကျွန်တော်ဘယ်သူနဲ့မှမတွေ့အဓိကကျွန်တော်ကရမုံနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရမုံနောက်တော့ရှောက်လိုက်နေရင်လည်းမတိုင်ရုံးနဲ့တွေ့ပြီးပြဿနာတွေဖြစ်ကြတာဟုတ်သူတို့မိသားစုနဲ့လည်းနောက်ဆုံးမှထွေလာထဲမှာလည်းပါပါတယ်နောက်ဆုံးမှသူတို့မိသားစုနဲ့ကျွန်တော်ဘက် channel အဲ့လိုအဓိကတော့ရမုံနဲ့ပတ်သက်ပြီးပြဿနာဖြစ်တာ အဲမေလာကတော့လေကျွန်တော်ကအများကြီးတော့သူနဲ့တွဲမရိုက်ဘူးဒါပေမဲ့အိုက်ကားမှာကျွန်တော်ဟိုအခင်နာတော့ကြာပြီပေါ့နော်တချင်းတချင်းနဲ့ပတ်သက်ပြီးခင်မိမယ်ဒီဇကားမှာကျတော့ तू ကကျတော့လေငယ်လဲငယ်သေးတယ်ပြီးတော့အိုက်ကလေးကဟိုဒရိုက်တာခိုင်းရင်ခိုင်းတဲ့တိုင်းအကုန်လုပ်တယ်အကုန်လုပ်တယ် तू ဟိုလိုကြီးများတာတွေမလုပ်ချင်ဘူးဘာညာပြောရမှမဖြစ်ဘူး तू ကဆိုလဲကလိုက်တာပဲခုံဆိုလဲခုံလိုက်တာပဲ तू ကအဲ့လိုမျိုး तू ကတကယ်တမ်းပြောရင်မေလာလို့ယောက်ျားတစ်ပိုင်းအကြပြီဥဆောင်နေရဟိုးရင်လေကိုဗစ်ဒီပိုင်းမဖြစ်ခင်နေရသူနဲ့ကအဲ့လိုမျိုးခဏခဏစုံနေ နောက်ဟိုအားမဲ့ရုပ်ရှင်ထုတ်လို့ရရိုက်တဲ့အဲ့လိုနေဘူးမိုးရွာဆိုတဲ့ကားမှာစပြီးတော့စရိုက်ခူးတာပေါ့နော်လူချင်းကတော့သိတာကြတယ်စရိုက်ပြီးနောက်ပိုင်းမှာလည်းအဲ့လိုဥဆောင်နေကဟိုပြောရလို့ရှင်တော့အရန်ရင်းနေတယ်ဟုတ်ရိုက်တာကတော့လုံးတော့လုံးချင်တယ်ဒါပေမဲ့အချိန်တစ်ခုပေါ့နော်ကိုကဒါပေမဲ့လောလောဆယ်ကတေးဥဆောင်မှာတော့ကိုကနုပညာဝန်ဆောင်ဖြစ်နေရတဲ့ကာလဆိုတော့ရိုက်တာဘက်ကျတော့တော်တော်ဝေးဝေးသေးတယ်ပေါ့နော်ဝေးသေးတယ်ဆိုတော့လိုလိုသေးတယ်ကျွန်တော်ကဒီရုပ်ရှင်လောကတွေကိုစဝင်လာကျွန်တော်ကတော်တော်နောက်ကျပါတယ်ကျွန်တော်2015 လောက်မှကျွန်တော်ဒီရုပ်ရှင်လောကရဲ့ရောက်တာဖြစ်တဲ့အတွက်အဲကျွန်တော်ရိုက်တဲ့ရိုက်ကူးရေးမှန်သမျှကျွန်တော်ပါတီဖြစ်တယ်မပါတီဖြစ်တယ်ကျွန်တော်ကအမြဲတမ်း driver နားမှာထိုင်ပြီး monitor ကြည့်တယ်သူများတကာတွေဘယ်လိုသရုပ်ဆောင်လဲသူ့နေရာမှာငါဆိုရင်ရောဘယ်လိုလုပ်ရမလဲကျွန်တော်အမြဲတမ်းအဲ့လိုကိုယ့်အောက်ကိုတယောက်တည်းစိတ်ထဲကနေအဲ့လိုတင်တာပေါ့နော်ဟုတ်အဲကာကြီးကားကတော့ကျွန်တော်တို့ဒီဟိုဖြတ်တင်ရတဲ့ကားပေါ့နော်ဖြတ်တင်ရတဲ့ကားဆိုတော့ကျွန်တော်တို့သေချာချာဟို ရုပ်ရှင်ကားနဲ့ပတ်သက်ပြီး promote တွေပါတခြားမလုပ်လဲရဘူးအခုမှလည်းအနီးကကျမှယုံနေခွင့်ရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအသေးအသံဒီပွဲလေးလေးလောက်ရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီကာကြီးကလေးကတော့ဟာတာကားဖြစ်တဲ့အတွက်ဟာတာကားကိုဟာတာကားလေးလိုပဲစိတ်အမောပြေအောင်ကြည်ပေးကြပါလို့ပဲကျွန်တော်ပြောချင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ကြပါကြဆယ်ရက်နေမှာယုံနေမှာပါဟုတ်